ထွက်မနိုင်ကြည်မီလဲရွှေ့တဲ့သဘောမျိုးဟောမင်းတို့အင်းတော်တော့ငါတို့ဒီလိုပါသွားပြီမင်းတို့ဝန်းတို့လည်းလုတ်ရင်တော့ဒီလိုခံရမယ်ဆိုတဲ့သဘောမျိုးများလုတ်ပြသွားတဲ့လူပဲကျွန်တော်ရေဘူးရအဖြစ်ပုံသက်ပါတယ်ခင်ဗျဒီလေရောတိုက်ခိုက်မှုကကျွန်တော်တို့နေနေမှာနှစ်ဖက်ပေါ့နော်စစ်ကောင်စီနဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ခိုက်မှုလုံးဝဘာမှကိုမရှိပါဘူးဆရာမနော်ဘာမှမရှိပါဘူးအဲ့တော့အဓိကထားပြီးတော့လေရောတိုက်ခိုက်သွားတာကလည်း ဟိုပါကျွန်တော်တို့ PDF တက်ရင်တက်ဖို့ဒီရှိတာလည်းမဟုတ်ဘူးဗျဟိုပြောမယ်ဆိုလို့ရှိရင်တာမအရက်တွေရှိပါတယ်တနည်းအားဖြင့်ပိတ်ထားတဲ့တိုက်နယ်ဆေးရုံရဲ့အနီးတစ်ဝိုက်မှာပဲဖြစ်သွားပါတယ်ခင်ဗျကျွန်တော်တို့ညနေ2နာရီ50မိနစ်မှာတစ်ချိန်ခင်ဗျ3နာရီမှာတစ်ချိန်ပါခင်ဗျ3နာရီ3မိနစ်မှာတစ်ချိန်ပါခင်ဗျ6နာရီ15မိနစ်မှာလည်းတစ်ချိန်ပါခင်ဗျ အံဒီရေတက်ခိုက်သွားပါရဲ့နောက်ဆုံး6နာရီ15မိနစ်မှာတက်ခိုက်သွားတာကတော့80နှစ်အရွယ်ဖွားကိုတယောက်ပဲထိခိုက်တယ်ရရှိပါတယ်ကျွန်တော်ဖြစ်ပြီးပြီးချင်းမကြခင်မှာပဲဖြစ်တဲ့နေရာမှာလည်းရှိပြီးတော့ဆေးရုံမှာလည်းအဓိကကြီးကျက်ပြီးတော့ဆောင်ရွက်ပေးနေတာပါခင်ဗျဟုတ်ကဲ့ဆရာပါအဲ့ဒီကျွန်တော်ပြောသလိုပဲတိုက်တဲ့ဆေးရုံနားမှာကဟိုချက်ချီကလမ်းမကြီးပေါ့ဆရာမရဲ့တောင်တောင်လမ်းမကြီးရဲ့အရှိနောက်လမ်းမကြီးရဲ့ရှိတယ်အဲ့ဒီတောင်ပြောင်းအရှိနောက်လမ်းမကြီးရဲ့ဝဲရာတွေမှာပဲ အဓိကအဓိကအဓိကတိုက်ခိုက်သွားတာပဲအဲ့အဓိကတိုက်ခိုက်သွားတဲ့နေရာတွေကလည်းတာမာဈေးရောက်နေတဲ့ဈေးတိုင်တွေရှိကြဆရာပါဟိုတန်လန်းပေးပါပေါ့နော်တန်လန်းနဲ့အနည်းဆုံးမှဈေးတိုင်တွေပဲရှိတယ်လူနေအိမ်တွေပဲရှိပါတယ်ခင်ဗျအဲ့တော့ဘယ်နေရာမှာအဓိကတိုက်တာလဲလို့ပြောလို့ပြောရမယ်ဆိုလို့ရှိရင်တော့လူနေအိမ်တွေပေါ်မှာပဲလူနေအကွက်မှာပဲအနည်းဟိုအဓိကထားပြီးတော့တိုက်ခိုက်သွားတာပါခင်ဗျကျွန်တော်မျက်မြင်ကိုယ်တွေ့ပြောနိုင်တာကတော့ကြားမှာ အားလုံး25ဥပါဒေသုံးတာနော်ဒီထိခိုက်တရားရတာက24ဥပါခင်ဗျဒီဒေသုံးပါတာဒီတရားရတာတွေကတော့ဟိုအများဆုံးကတော့နန်းခမ်းဘူတာစုတို့အနောက်ဆက်တို့ကနန်းခမ်းကြီးွာကဟာဒီပဲအဲ့တော့ဟိုမထင်မဖဲနဲ့အလှလာရင်းနဲ့အပြာမှာအဲ့ဒီနာမှာမုံဝင်ခါကြလို့ကျွန်တော်တို့အင်တော်ပြုတ်နယ်လေပြင်းကတည်ဆုံးသွားတာတွေလည်းပါတယ်လို့ကျွန်တော်အခုတင်မဲ့ဆေးရုံလေးတီးခဲ့ရပါတယ်ခင်ဗျ ဒီအလူကဝန်းသူမှာပါဝန်းသူကျွန်တော်တို့ကျိုးတော်မှာပါเนาะမြောက်သွားပါပါအခုဖြစ်တဲ့နေရာလဲကကိုးမယ်ဖယ်မယ်ဟောဝေးပါတယ်အဲ့တော့လမ်းတင်လာကအလူကနေပြီးတော့သူတို့ရွာကိုပြန်တဲ့ခါမှာနန်းခမ်းလမ်းကနေပြန်လာကိုလမ်းတင်လို့သားလေးပြန်လာပါအလူရယ်လို့ဥတီတက်ခိုက်တာတို့လဲပုံပုံဆရာမအလူကအလူအိမ်နဲ့ရွာနဲ့အခုဖြစ်တဲ့နေရာလဲကကိုးမိုင်ကျော်ဝေးပါတယ်ဆရာမเนาะဒီနန်းခမ်းကကြီးဝအုပ်စုရွာပေါ့เนาะတော့တိုက်နေလဲတိုက်နေရွာပေါ့ ဂျေးဝါအုပ်စုအနေနဲ့တော့ဂျေးဝါသေးဝါရှိပါတယ်ခင်ဗျအဲ့တော့အဲ့ဒီနာမရှိတာကဟိုဘူတာစုရဲ့အနောက်ဆက်ရဲ့အရှင်းဆက်ရဲ့အနည်းဆုံးရှိပါတယ်ခင်ဗျတိုက်တဲ့ဆေးရုံကတော့တိုက်တဲ့ဆေးရုံနာမှာဖြစ်လို့တာလေတိုက်တဲ့ဆေးရုံလို့ပြောရတာပါတိုက်တဲ့ဆေးရုံကအာနာသိမ့်ပြီးကလေးကလုံးဝလက်ပတ်ခြင်းမရှိပါဘူးဒါကြောင့်မလို့သေဆုံးတဲ့နေရာမှာဆေးရုံဝန်ထမ်းတွေလည်းလုံးဝမပါပါဘူးဆရာမ Okay ရုံလုံးတွေကတော့ဟို စပင်းတွေသာရှိပြီးတော့မျက်ခွတ်တွေမရှိတော့တဲ့ပုံစံမျိုးတွေလည်းရှိတယ်ပြအပိုင်းပိုင်းပြက်ပြက်တွေလည်းရှိပါတယ်ခင်ဗျအဲ့ဒါကတန်လန်းနဲ့အနည်းဆုံးဖြစ်တဲ့အတွက်တန်လန်းကြီးကနေပြက်ပြီးတော့ဟို15ပြီလောက်ရှည်တဲ့တန်လန်းနဲ့ချောင်းကကိုယ်ကောက်ပြီးတော့ဗောနော်ဟိုအဲ့ဒီတန်လန်းကြီးကနေပြီးတော့ပေ150လောက်အကွာဒီလွတ်ထွက်သွားပါတယ်ဗျအဲ့ဒီနာမကကျွန်တော်တို့ဈေးဆိုင်တန်းလေးတွေရှိပါတယ်ခင်ဗျဈေးဆိုင်တန်းလေးတွေရှိပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီဈေးဆိုင်နာမှာ ဟိုအရေးအဝါသားလည်းကောင်းတဲ့ခါကျတော့လမ်းသွားလာလာတွေကနားရင်စားရင်တောင်းရင်အဲ့နာမှာလူစုပြီးသွားတဲ့သဘောမျိုးဖြစ်သွားတာပါဆရာမအင်းတော်မျိုးသိန်းကကျွန်တော်တို့ဧပြီလ9ရက်နေ့ညမှာပဲမျိုးသိန်းတဲ့ဝဲကိုအောင်မြင်သွားပြီးသွားတယ်ဆိုတော့ဒါဒီကနေ့9ရက်ဆိုတော့ဒါအင်းတော်မျိုးသိန်းတိုက်ပွဲမှာဒီလိုဆုတ်ခွာရတော့လေလေရင်ဒီနဲ့အချိန်ကြီးလာပြီးတော့ပုံရိပ်တိုက်ခိုက်တာကျွန်တော်တို့အိုင်ကွန်တွေတရေရလည်းသိရပါတယ်ခင်ဗျာတော့လေရင်အတန်တွေရလည်းသိရပါတယ်အဲ့တော့ ပြောနေတာကအင်းတော်မျိုးနယ်အင်းတော်မျိုးပေါ်တဝိုက်မှာတော့ကျဲတက်စရာမရှိတဲ့အခါကျတော့အင်းတော်မျိုးနယ်နဲ့အနီးဆုံးမှာလာပြီးတော့ဒါတက်တက်ပဲကျွမ်းမနိုင်ကြည်မီရဲ့ရှုတဲ့သဘောမျိုးတော့မင်းတို့အင်းတော်တော့ငါတို့ဒီလိုပါသွားပြီမင်းတို့ဝန်းတို့လည်းလုတ်ရင်တော့ဒီလိုခံရမယ်ဆိုတဲ့သဘောမျိုးများလောက်ပြသွားတယ်လို့ပဲကျွန်တော်ရည်ဘူးရအားဖြင့်သုံးသပ်ပါတယ်ခင်ဗျ